နောက်ထပ်သတင်းတပုတ်အနေနဲ့အတူရရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကကျေးရွာတွေအတွင်အထိုင်းချတက်ဆွဲပြီးလက်နက်ကြီးတွေတက်ဆင်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့နယ်မှာနိုဝင်ဘာလ17ရက်နေ့နေ့လယ်2နာရီဝန်းကျင်ခန့်ကစစ်တပ်တပ်ဖွဲ့ဝင်တွေကကျေးရွာတွေအတွင်ဝင်ရောက်ခါအထိုင်းချတက်ဆွဲထားပြီးလက်နက်ကြီးတွေတက်ဆင်ထားတယ်လို့ဤသူညီနောင်ဆလင်းကထုတ်ပြန်ထားပါတယ်။ ဆလင်းမြို့နယ်ကျွေးကြောင်ကျေးရွာအတွင်ကိုအင်အားတရာခန့်ရှိတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေကဖော်ကနှစ်စီဟာချက်ကနှစ်စီတို့နဲ့ဝင်ရောက်ပြီးလက်နက်ကြီးတပ်စင်ကအထိုင်ချတပ်ဆွဲထားပြီးဆိုင်ကယ်ကဝင်ရောက်ဖြတ်တန်းခွင့်ပိတ်ပင်တာနဲ့အလေတန်းအဆင့်စာတင်ကျောင်းတွေပိတ်တာတွေပြုလုပ်ပြီးဆလင်းမြို့အရှိကံမောင်မှာဖော်ကနှစ်စီအင်အား30ကျော်နဲ့အထိုင်ချကလက်နက်ကြီးတပ်စင်ထားတယ်လို့သိရှိရပါတယ်အခုရက်ပိုင်းပြူတွေနဲ့စစ်တပ်တွေကနေရာအနှံ့ပဲ မျိုးပေါ်နဲ့ရက်ွက်တချို့မှာစစ်စစ်တင်းကျပ်ပြီးဖမ်းဆီးနေကြတာအဖမ်းခံချရတာတွေလည်းမနေဘူးမနေ့ကလည်းတချို့ကြီးရွာတွေကိုစစ်ကြောင်းထိုးတယ်အကုန်ပြေရှောင်ကြရတယ်လက်နက်တပ်နေနဲ့ပြစ်ခတ်မှုခဏဖြစ်သွားသေးတယ်လို့ဒေသခံပြည်သူတဦးကမြို့တော်ကိုပြောဆိုထားပါတယ်ဆလင်းမျိုးနဲ့အတွင်းမှာစစ်ကောင်မရှင်ရဲ့အတုအယောင်ရေကောက်ပွဲဖြစ်မြောက်ရေးအတွက်ဆလင်းမျိုးမြင်တင်ရက်ွက်ရှိမူလာတန်းကျောင်းအတွင်းမှာစေအုပ်စုတွေပြူစောထီးတွေရက်ွက်အုပ်ချုပ်ရေးမှုတွေကျောင်းဆရာဆရာမတွေနဲ့ မဲကော်မတီအဖွဲ့ဝင်ပေါင်း100ကျော်အစည်းအဝေး3ရက်တိတိလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အခုရက်ပိုင်းကစစ်တပ်ကလည်းရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ပြင်ဆင်နေကြတာ။ဌာနဆိုင်ရာဝန်ထမ်းတွေကပဲဒါကိုကန့်ကွက်တဲ့အတန်ကြားသူကိုလိုက်ဖမ်းနေတာပဲ။လမ်းသွားလမ်းလာရင်အဖမ်းခံရတာတွေလည်းရှိတယ်။တချို့ငွေပေးပြီးပြန်လွတ်တာတွေလည်းရှိတယ်။တချို့လည်းမလွတ်ဘူးလို့ဒေသခံပြည်သူတဦးကထပ်မံပြောဆိုထားပါတယ်။ဆလေးမျိုးနဲ့အတွင်းမှာစေအောင်စုကအင်အားအများအပြားနဲ့ဝင်ရောက်နေပြီး လက်နက်ကြီးလက်နက်ငယ်တွေဂျမားဆက်တွေတက်စင်ကအတူရောက်ရေကောက်ပွဲဖြစ်မြောက်ရေးအတွက်ကြေးရွာတွေအနီးတစ်ဝိုက်မှာတက်ဆွဲကကြိုတင်ပြင်ဆင်နေပြီး PFG အဖွဲ့တွေနဲ့စေအုပ်စုတွေကဆလင်းမြို့အနီးပတ်ဝန်းကျင်ကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဝေရောက်ခါပေါ်တာဆွဲဖမ်းဆီးတာတွေလည်းပြုလုပ်နေတယ်လို့သိရှိရပါတယ်ရှင်။